မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစပြီးဧပြီလ14ရက်နေ့ညနေပိုင်းသတင်းများကိုအစီအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းအနေနဲ့ရေစကြိုမြို့ပေါ်ရှိစတက်ထိုင်းစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားတို့ဒေဆုံဆွဲတဲ့မဲ့ဖြစ်ပါရခြင်း။မကွေတိုင်းရေစကြိုမြို့ပေါ်ရှိအချမ်းဘတ်စတက်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတို့ဒေဆုံငယ်ကြောင့်မြင်းချံဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲ့ကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်။ဧပြီလ12ရက်နေ့ည9:00နာရီခွဲခန့်အချိန်ရေစကြိုမြို့နယ်အမှတ်၈ဒုက္ခရေးရပ်ကွက်ကတ်ကျော်ဖုန်ကြီးကျောင်းနဲ့တပ်ဆွဲထားသောစတက်ကို မြင်းချံဘလက်တိုင်ကတပ်ဖွဲ့မှရဲဘော်များကပျောက်ကြားနေစနစ်အုံပြွေအနီးကဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်သားတို့တိုက်စုံမိနှစ်ဦးတန်ရရရှိခဲ့ကြောင်းတန်ရတန်ရရရှိထားသောစက္ကဆာတပ်သားများကိုရေစကြိုမြို့ပြည်သူစေယုံနှင့်စေကူတာနေကြောင်းသိရသည် မျိုးပေါ်ကစာခါတွေပဲ၃ဘတ်၃တန်ကနေပိတ်ထားတာရဲဘော်တွေကပိတ်မိတယ်လို့ဖြစ်သွားတာပေါ့အဲဒီမှာတိုက်ပွဲကနည်းနည်းတနားရီလောက်ထိထက်ကြသွားတာနောက်ဆုံးတော့ကျွန်တော်တို့ရဲဘော်တွေပြန်ထွက်လာနိုင်ခဲ့ပါတယ်ဟုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်ဆောင်ပူမိုက်ခဲကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မြင်းချံဘလက်တိုက်က MBD တပ်ဖွဲ့မှရဲဘော်များကပြန်လည်ဆုတ်ခွာစဉ်အစံဘက်စစ်ကောင်စီတပ်သားများကပိတ်ဆို့ပစ်ခတ်တိုက်ခိုက်တဲ့ပြင်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရပြန်လည်ပစ်ခတ်တိုက်ဝဲတနိုင်ခန့်ကြာထမှန်ဖြစ်ခဲ့ပြီးပြည်သူ့ကော်မတီရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ဆလင်းစီထုတ်တရားလမ်းမရှိစစ်ကောင်စီ78မိုင်စကန်ကိုတော်လိုင်းတက်များသိမ်းပိုင်း73မှ4ဦးနဲ့လက်နက်9လက်ရောက်တော်လိုင်းတက်များပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ မကွေတိုင်းစလင်းစေတုတ်တရားလမ်းမရှိစစ်ကောင်းစီစခန်းကုန်းကိုတင်ပိုက်ရရှိပြီးစစ်တုံးမန်၄ဦးနဲ့လက်နက်၅လက်ရရှိကြောင်းတော်လိုင်းရဲဘော်သူကလူလူຫນွေသူတို့ပြောသည်စေတုတ်တရာနှင့်ဆလင်းမြို့နယ်ဆက်သွယ်ထားသောလမ်းမိုင်းဤမိုင်းနိုင်ဆက်ရှိတွင်ရှိသော၁၈မိုင်းစခန်းကုန်းကိုအေဗလ၁၂ရက်ကထိုးစစ်ဆင်ပြီးမိနစ်၂၀အတွင်းတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကဘာစာရဲအတွက်ထိုးနှက်မှုတစ်ခုဖြစ်တဲ့အထိအရေးပါပါတယ်လက်နက်က9လက်နဲ့အစားဆက်ဆက်ပစ္စည်းတွေရရှိခဲ့ပါတယ်တုံမှန်က၄ဦးဟုစစ်တပ်နဲ့တပ်မတော်တာဝန်ရှိသူက18မိုင်စခန်းကုန်းတိမ်ပိုက်မှုပေါ်ရှင်းပြသည်စခန်းကုန်းတိမ်ပိုက်ပြီးနောက်ရိုက်ကူးထားတဲ့ရော့တန်ဖိုင်မတ်တန်နဲ့အေးစေးပါမိနစ်20ပဲကြာလိုက်တဲ့အကုံမီရှုမြင်မြန်လေးမီရှုမိချက်ပါတဲ့ကောင်းတဲ့အကုံရှုတုံမှန်တွေမြင်မြန်ခေါ်ဟုတော်လိုင်းတပ်ဖွဲ့ဝင်တူကပြောဆိုသည်ကိုတွေ့ရသည် စကံကုန်သိန်းတိုက်ပွဲတွေမြိုင်းပင်လယ်ဘူရေစကြိုနှင့်ပခုတ်ကူမြို့အခြေဆိုင်တော်လေးတပ်ဖွဲ့များပါဝင်ခဲ့သည် အဆိုပါစကန်ကောင်မစက်ကားစီတက်သားလေးကိုဖမ်းမိရခဲ့ပြီးကောင်မစွာထိန်းသိမ်းထားကြောင်းလည်းအသေးပေးသည်အသေးစိတ်တော့မထုတ်ပြန်နိုင်သေးဘူးစကားစားဘက်ကမီတာရီရောသေတာရီရောရှိပါတယ်ဟုပခုတ်ခုခိုင်တရင်55တောင်းရှိသူကလည်းဆက်ရှိမှန်စကန်ကောင်သိမ်းနိုင်မှုကိုပြောသည်ဧပြီလ20ရက်နောက်ပိုင်းကစာရွက်စေတုတရားပွင့်ဖြူနဲ့ဆလင်းမျိုးတွေကိုလေးချောင်းစစ်စင်ရေးပြုလို့မျိုးစစ်ကောင်စီကဝါရားဖြန်တာလေလက်ရှိတွင်ဆလင်းမျိုးတွေကိုစစ်ကောင်စီကအင်အားတရာကြောဖြင့်စစ်ကြောင်းထုံနေပြီးတော်လိုင်းတပ်ဖွဲ့များနဲ့မကြာခဏထိတွေ့မှုများလည်း ရှိသည်။ဆလဘီဘေးဒင့်ပြည်သူများပေါ်တောင်းခံမှုရှိတဲ့လူသားချင်းစာနာမှုလုပ်ငန်းများဖြစ်ပေါ်စေရွတ်လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းများကိုထုတ်ပြန်ဆွေးနွေးတဲ့တင်ဆက်ပေးပါမယ်ရှင်။ ဘေးဒင်ပြည်သူများဘောတောင်ခံမှုရှိတဲ့လူသားချင်းစာနာမှုလုပ်ငန်းများဖြစ်စေရေးအတွက်လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းတွေကိုမြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအဖွဲ့အစည်းများနဲ့ဝန်ထမ်းများဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနိုင်ငံတကာစံနှုန်းများနဲ့အညီဘေးဒင်ပြည်သူများမြို့သူကိုမစိုးလေးစားရန်လူမျိုးဘာသာလိင်စိတ်ခံယူမှုစေဘွားရေးမတန်မဆန်းဖြစ်တာတွေကိုခွဲခြားဆက်ဆံမှုမပြုဖို့လိုအပ်တယ်လို့ ဆိုပါရယ်တရင်အချက်လက်ရယူတာနဲ့အဆိုပါကိစ္စရက်တွေနဲ့ဆက်ဆက်တဲ့ကိစ္စရက်တွေအတွက်ဆုံးဖြတ်ချက်ချရမှာပါဝင်ခွင့်ရှိပြီးလိုအပ်တဲ့အကူအညီများရယူပိုင်ခွင့်ရှိပါရယ်ဘေးတင်ပြည်သူများအတွက်ရက်ရအတွင်းထောက်ပံ့ပစ္စည်းများနဲ့ဆက်ဆက်ပြီးမြေသူမြေသူနေရမြေတွေအချိန်ထောက်ပံ့တဲ့တရင်အချက်လက်များကိုသိပိုင်ခွင့်ရှိပါရယ်ရက်ရအတွင်းရေးပေါ်တုံ့ပြန်လုပ်ငန်းများအတွက်သက်ဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တာထောက်ပံ့ပစ္စည်းနဲ့ပတ်သက်ပြီးအကြံပြုချက်မှတ်ချက်ပေးတာအမှန်တကယ်လိုအပ်ချက်တွေကိုပြောပြတာမျိုးပြုလုပ်ခွင့်ရှိပါ ါရယ်လူသားချင်းစာနာမှုအကူအညီကိုအခကျင်းငွေပေးရန်မလိုဘဲအလကားရယူနိုင်တဲ့အပြင်လူသားချင်းစာနာမှုအကူအညီအတွက်အကူအညီလက်ခံသူများကတခုခုပြန်ပေးရန်မလိုပါကယ်ဆယ်ရေးအဖွဲ့သို့မဟုတ်ဝန်ထမ်းတဦးကလက်ဆောင်ငွေကြေးတောင်းခံတာလိမ်မိုင်းဆိုင်ရာအမျက်ထုတ်တာအခြားမရင်ကျေးတဲ့အပြုမှုများရှိပါကသက်ဆိုင်ရာဖွဲ့စည်းတန်းတိုင်ကြားနိုင်ပါတယ်လိမ်မိုင်းဆိုင်ရာထိပါနောက်ရက်တာအမျက်ထုတ်တာတွေအတွက်တိုင်ကြားဖို့နေရသက်ဆိုင်ရာအဖွဲ့သတင်းပို့နိုင်တဲ့နေရာများကိုပေးသင့်ပြည်သူများနဲ့ရှက်ရွာအတွင်းထိရောက်စွာတ င်းဖြန့်ဖြူးနိုင်ရန်လိုအပ်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနဲ့ဆက်လင်းမီဖြစ်စေ၊ကိုယ်ကြီးထောက်ပံ့မှုများ၊ရင်းတို့ရဲ့ဝန်ထမ်းများနဲ့ဆက်လင်းမီဖြစ်စေ၊လေလာတွေးရှိချက်များကိုအကြံပြုချက်နဲ့တိုင်ကြားချက်များပေးပို့နိုင်ပါတယ်။ရဲရွာလူတို့နဲ့တင်တော်ပြီးရှင်းလင်းလွယ်ကူတဲ့ဆက်သွယ်ရေးလုပ်ငန်းများကိုအသုံးပြုကာရဲရွာပြည်သူများနဲ့ချိတ်ဆက်လှူဆောင်ရပါမယ်။ တိုင်းကြားချက်နဲ့အကြံပြုချက်တစုံတရာကြောင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရခြင်းကိုတည်ရောက်မှုမရှိစေပါဥပမာအားဖြင့်အဲ့ဒီဘေးသင့်ဒေတာတို့အကူအညီပေးနေတာတွေကိုရှက်တန်းလိုက်တာမျိုးမပြုလို့ရပါလို့ထုတ်ပြန်ထားပါတယ်ရှိခိုးတကတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငလင်းကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်နှစ်ကူးတစ်ချံကိုအေးတစ်ချံလို့စစ်ကောင်စီအမည်ပေးဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ငလင်းကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်စစ်ကောင်စီကတစ်ချံပွဲတော့ကိုအေးချမ်းတာရသောတစ်ချံအေးတစ်ချံလို့အမည်ပေးပြီး နှစ်သက်ကိုတစ်ဇံပွဲတော်ကိုဆက်လက်ကျင်းပနေရလဲဖြစ်ပါတယ်စစ်ကောင်စီကဆောင်းမယောင်လိုင်းနဲ့မိသားစုတွေနဲ့ဒုတိယစစ်ကောင်ဆောင်ဒုဗိုလ်ချုပ်မှုဒီဆိုဝင်နဲ့မိသားစုတွေအပါအဝင်စစ်ကောင်စီအဖွဲ့ဝင်တွေကနေပြီးတော့မြို့တော်ဝန်မန္တမတစ်ဇံပွဲတော်ကိုကျင်းပပြုလုပ်နေပြီးလမ်းလျှောက်တစ်ဇံကိုလည်းနေပြီးတော့ပြင်မနာတောင်ညောလမ်းဆုံနေရာမှာဆက်လက်လှုပ်ဆောင်နေရလဲဖြစ်ပါတယ်ဒါအပြင်မြန်မာတနက်ခါကို UNESCO ဒရမစ်ယဉ်ကျေးမှုအမွေနှစ်မှာပါဝင်နိုင်မှုကြိုးပမ်းနေမှုကိုဂုဏ်ပြုတဲ့အနေနဲ့တနက်ခါလိုင်းပွဲတော်ကိုလည်းလှုပ်ဆောင်နေပြီး မြန်မာတကြံကို UNESCO ဒရမစ်အရင်ကျင်းမှုအမွေနှစ်စီရင်ဝင်အဖြစ်သတ်မှတ်ခံရတဲ့အတွက်ခုံပြုဆောင်ရွက်နေတာလည်းဖြစ်တယ်လို့ဆိုပါရယ်မတ်လ28ရက်နေ့ကအင်အားရစ်ချက်စတာစ်ကခုနှစ်တသမာခရဲအစဉ်ရှိအင်အားပြင်းငလင်းလှုပ်ခတ်ခဲ့တာကြောင့်နေပြည်တော်အပါအဝင်မန္တလေးစကိုင်းပဲခူးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ဒေသချို့မှာလူသေဆုံးမှု3600ကျော်အထိရှိခဲ့ပြီး9000ကျော်ထိခိုက်ဒဏ်ရာရခဲ့ကငလင်းပေးတန်တဲ့ဒေသတွေကနေအဆောက်အုံတွေအများအပြားပြိုကျပျက်စီးခဲ့ပါရယ် နောက်ဆက်တဲ့ငလင်နေနေစဉ်လှုပ်ခန့်နေတာကြောင့်ငလင်ဘေးတန့်တဲ့နေရာတွေကပြည်သူအများစုဟာအဆောင်အုံတွေတွေဝင်ရောက်နေထိုင်မှုဆိုရင်မှုတွေရှိနေပြီးလမ်းမပေါ်တွေနဲ့ဘုံကြီးကျောင်းဘောလုံးကွေးနေရာမှာယာယီတဲထုနေထိုင်ကြရတာလည်းရှိနေပါတယ်။ငလင်လှုပ်ခန့်မှုအပြီးမြန်မာနိုင်ငံဆိုင်ရာတိုင်းတန်ယုံကတန်ယုံတွင်ကျင်းပမဲ့ဆုံခရံပွဲတွေကိုဖျက်သိမ်းခဲ့တယ်လို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကိုကန့်တမရော MNDA တအောင်တမရော TNL နဲ့အမျိုးသားဒီမိုကရေစီမဟာမိတ်တမရောမိုင်းလာတပ်ဖွဲ့ NDA တို့ကလည်းငလင် င်ကြောင့်ပြည်သူတွေဒုက္ခရောက်နေခြင်းကျင်းပဖို့ပြင်ဆင်ထားတဲ့သံပွဲတွေကိုဖျက်သိမ်းကြောင်းအသည်သည့်ညညာချက်ထုတ်ပြန်ခဲ့ကြပါသေးတယ်။ ဆလဘီတကြံကြာနေအင်းတော်မျိုးနဲ့ပိန်နေကုံရောင်ဖုန်ကြီးချောင်းကိုစစ်တပ်ကလေချောင်းဖြင့်ပုံကျဲတိုက်ခိုက်ပြီးသူများထိခိုက်ဒဏ်ရာရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းအင်းတော်မျိုးနဲ့ပိန်နေကုံကျေးရွာဖုန်ကြီးချောင်းကိုအစံဘက်ဆက်ကောင်စီတပ်ကရှနေ့တကြံကြာနေရင်းလေချောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာဖုန်ကြီးချောင်းပြည့်စေပြီးပြည်သူများထိခိုက်မှုရှိကြောင်းအင်းတော် Revolution အာမတောင်းရှိသူတို့ကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်။ရှနေ့ဧပြီလ14ရက်နေ့နနက်7:48မိနစ်အချိန်အင်းတော်မျိုးနဲ့ပိန်နေကုံကျေးရွာဖုန် ကြီးကျောင်းကိုအကြံဘက်စေကောင်းစီတက်ကလင်းဖြင့်ပုံနှလုံးကျဲချတိုက်ခတ်ခဲ့ရာဘုံကြီးကျောင်း၌ဥပုပ်ဆောင်နေသောပြည်သူများထိခိုက်ဒဏ်ရာရရှိပြီးဘုံကြီးကျောင်းလည်းထိခိုက်ပျက်စီးခဲ့ရာကြောင်းသိရသည် အင်းတော်မျိုးနဲ့ပိနေကုန်းရွာကိုကျဲသွားတာမနက်7:48မိနစ်အချိန်လောက်ကဘုံနှလုံးကျဲသွားတာဘုံကြီးကျောင်းဘော်ကိုကျဲသွားတာပြည်သူတွေထိခိုက်မှုရှိတယ်ကနအိုးကတော့2ယောက်လား3ယောက်လားတော့မသိဘူးအဲ့ဒါပဲကြားသေးတယ်အဲ့ဒီဘက်ကအဆက်အသွယ်ကောင်းကောင်းမရဘူးဟုအင်းတော် Revolution အိုင်အမ်မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်အကြမ်းမဲ့စစ်ကောင်စီတပ်ကလေးကျောင်းတိုက်ခိုက်မှုများအဆက်မပြတ်လှုပ်ဆောင်နေသောကြောင့်ကောလင်းထီချိုင်းအင်းတော်ဝန်းသူမျိုးနဲ့များနေမိဘပြည်သူများအနေဖြင့်အိမ်တိုင်းအိမ်တိုင်းဘုံကိုကျင်းတူထား ားကြရန်နဲ့လေရင်တန်ကြားပါက ပုံကိုကျင်းတဲ့သို့ဝင်ပုံးနေကြရန်တိုက်တွန်းထားပါရဲ့ရှင်။